မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မာက Great Thomas ရဲ့ Chapter 7 Trigonometry Function အပိုင်းလေးမှာမနီယာ Part 1တင်သွားခဲ့ပြီးပြီဖြစ်တယ်ဒီ function ရဲ့ range တွေ domain တွေကြီးတာနဲ့ function သဘောတရားလေးတွေနားလည်စေဖို့အတွက်ကိုနှွေပေးခဲ့တာဖြစ်တယ်ပြီးရင် transformation အပိုင်းလေးတွေကိုလည်းနှွေပေးခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒါလေးတွေကြီးမှသာဒီကဆက်ပြီးစင့်ပွားသွားမဲ့ ုံးသွမ်းမဲ့ဟာလေးတွေကိုနားလည်မှာဖြစ်တယ်ပေါ့နော်အခြေခံနားလည်ပြီးသားကလေးတွေကတော့ရှေ့ရအပိုင်းမလိုပါဘူးကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ဒါလေးကိုစက်ကြည့်မယ်ပေါ့နော်ဒီနေ့ကတော့ sign graph အတွက်ကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီချက်က grade 10 11 12ကိုပညာဒါနတင်ပေးနေတဲ့ channel ဖြစ်ပါတယ်ဒီချက်ရဲ့ grade 10 11 12 င်ငန်းစာတွေကိုလေ့လာလေ့လာခြင်းတဲ့ကလေးတွေက channel playlist ထဲမှာကွန်ကြည့်ခြင်းတဲ့အတန်းနဲ့ chapter ကိုရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ Facebook ကနေတွေ့တဲ့ကလေးတွေကလည်း YouTube ထဲမှာဝင်ပြီးတော့မှသင်ငန်းစာတွေဝင်ရောက်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ကဲဟုတ်ပြီအဲ့ဒါဆိုတချို့တို့ဒီနေ့က sign graph အတွက်သွားပါမယ်။ဒါဆိုရင် sign graph မပြောခင်မှာတချို့တို့အရှိမ chapter 1ဒီမှာလည်းတချို့တို့သင်ခဲ့ပြီးသားဖြစ်တယ် unit circle လေးပေါ့နော် unit circle လေးကိုတချို့ chapter 1မှာလည်းသင်ခဲ့ပြီးသားဖြစ်ပါတယ်။ဒါဆိုရင် သူ့ကိုကြည့်ရအောင်ဆိုပြန်နှွှေးပါမယ်เนาะတချို့တို့ဒီ unit စာကောင်မှာဆိုရင်ပတ်ပတ်လဲအကွာအဝေးဒီ1 unit ရှိတာဖြစ်တဲ့အတွက်သူက unit စာကောင်ဖြစ်တယ်ဆိုရင်ဒီဘက်ဆိုရင် example ဒီ +1 ရှိမယ်ဒီဘက်ဆိုရင် -1 ရှိမယ်အပေါ်ဆိုရင် y တန်ဖိုး1ရှိမယ်အောက်ဖက်ဆိုရင် y တန်ဖိုး -1 ရှိမယ်ပေါ့နော်ဒါဆို point အနေနဲ့ရေးမယ်ဆိုရင်သူက x exists ပေါ်မှာဆိုရင် y က0ဖြစ်တဲ့အတွက်1.0ဖြစ်မယ်ဒီဒီနေရာမှာဆိုရင် y exists ဖြစ်တဲ့အတွက် y exists ပုံမှာဆိုတော့ x က0မဟုတ်လို့0,1ဖြစ်မယ်ဒါက x exists မှာဖြစ်တဲ့အတွက် -1,0 ဖြစ်မယ် y exists ပုံမှာရှိတဲ့အမှတ်ဖြစ်တဲ့အတွက် 0,-1 ဖြစ်မယ်ပေါ့နော် degree တွေအနေနဲ့ကြတော့ဒီချရုကဒီကနေ0 degree ကစတယ်ပြီးအပေါ်ရောက်သွား90 degree ဖြစ်သွားတယ် radian နဲ့သုံးမှတ်ဆိုရင်ပိုင်ပိုင်2ဖြစ်တယ်ဒီကိုရောက်သွားရင်180 degree ပိုင်ဖြစ်မယ်အောက်ရောက်သွားရင် 270 degree ဆိုတော့3ပိုင်းပိုင်း2ဖြစ်မယ်ပေါ့နော်ဒီကိုတပတ်လည်သွားတဲ့အခါမှာဒီဆရာတို့က360 degree ပိုင်းဖြစ်တယ်နော်360 degree ပိုင်းဖြစ်တယ်ဒါဆိုရင်အခုဒီဆရာတို့ကဒါလေးက unit circle ရဲ့တန်ဖိုးတွေပေါ့ဒါဆိုရင်အခုဒီမှာ UU graph တွေဆွဲတဲ့အခါမှာမနီးရတိချေ function လေးရှင်းပြခဲ့တယ်เนาะဒါဆို f(x) a² x² + တူအတွက်ကိုတချို့ function မှာဆက်သွယ်ချက်တွေရှာမယ်ဆိုရင် domain နဲ့ elements တွေကိုအစားသွင်းတဲ့အခါမှာ f of 1ပေါ့နော် f of 1ထည့်လိုက်1 square ဆိုရင်1 2ဆို3ရမယ် f of 2ထည့်လိုက်လို့ရှိရင်2ဆိုတော့2နှစ်ထပ်က4ဆိုတော့6ရမယ်ပေါ့နော်အဲ့လိုမျိုးလေးရမယ် ။ဒါဆိုရင်ဒီချက်တော့ဒီရလိုက်တဲ့1နဲ့3ဆိုရင်1နဲ့3နဲ့ဆက်သွယ်မယ်ဆိုရင် point ချတဲ့အခါမှာ1 comma 3ဖြစ်မှာပေါ့နော်။တခါ2နဲ့6နဲ့ဆက်သွယ်ချက်ရှိတာဖြစ်တဲ့အတွက်2က6နဲ့ဆက်သွယ်လို့2 comma 6မှာ point ချမှာဖြစ်တယ်။အဲ့လိုလေးဒီချက်တော့ graph အတွက်ကိုဆက်သွယ်ချက်တွေကို point ချတာဖြစ်တဲ့အတွက်ဒီမှာကတော့ဒီချက်တော့ UU ခဏန်းလေးကိုပေးမှာဖြစ်တယ်။အခု sin graph က function ဟာ trig function ဖြစ်သွားတဲ့အတွက် trig ဆိုတာဟာ down တွေကိုတိုင်းတာမို့လို့ဒီချက် ့တန်ဖိုးပေးတဲ့အခါမှာဒေါန်တန်ဖိုးတွေကိုပေးသွားမှာဖြစ်တယ်နော်ဒါဆိုရင်သူ့ကိုစပေးရင်အခုတချို့က sin graph ဆိုပါလို့နော် sin graph ဆိုရင် sin x ပေါ့ y equal to sin x အတွက် sin x အတွက်ဆို x ကိုပေးမှ y တန်ဖိုးရမှာเนาะဒါဆိုရင် point ကိုပေးတဲ့အခါမှာ x, y လို့ရေးချင်ရင်တချို့ဘယ်ဟာစပေးလဲဆိုတော့ x ကို0ဟာစပေးတယ်0စပေးတယ်ဆိုတော့ x တန်ဖိုး0ဆိုရင် ဝိုင်းတန်ဘိုးကဒီ sign နေရာမှာ0ထဲမှာเนาะ sign နေရာမှာ0ထဲမှာဆိုရင်ဘာဖြစ်သွားမလဲ0 sign 0ကဘယ်လောက်လဲ unit circle တင်ထည့်ပြီเนาะတချို့ဒါက x axis က cos နဲ့တွဲမယ် y axis က sin နဲ့တွဲမယ်လို့သိခဲ့ပြီးသားဖြစ်တယ်။ဒါဆိုရင်ဒီဘက်ကတန်ဖိုးလေးတွေကို cos 0ဆိုရင်1ဖြစ်မယ်။ cos 360ဆို1ဖြစ်မယ်။ cos pi ဆိုရင်1ဖြစ်မှာပေါ့နော်။ပြီးရင် cos 180ဆိုရင် -1 ဖြစ်မယ်။ cos cos pi ဆိုရင်လည်း -1 ဖြစ်မယ် gradient နဲ့ပဲ၃မှဖြစ်တဲ့အတွက် sin pi pi 2ဆိုရင်1ဖြစ်မယ် sin 3 pi pi 2ဆိုရင် -1 ဖြစ်မယ်ပေါ့နော်အဲ့ဒါကိုမှတချို့တို့က cos ဝင်ရိုးဒီ x tan 4တွေကို sin နဲ့လာတွဲမယ်ဆို sin 0ဆိုရင်0ဖြစ်မယ် sin pi ဆိုရင်လည်း0ဖြစ်မယ်ပြီးရင်အဲ sin 2 pi ဆိုရင်လည်း0ဖြစ်မယ်ပေါ့နော်360က2 pi နော် ကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုတချို့တော့ဒီမှာ sign မှာကျတော့ trigo တွေကဒီ degree တွေနဲ့ပေးမှာဖြစ်တဲ့အတွက်အပြည့် degree တွေကိုတချို့တော့ပေးမှာဖြစ်လို့0ပေးမယ်ပြီးရင်ပိုင်ပိုင်2ပေးမယ်ပြီးရင်ပိုင်ပေးမယ်ပိုင်ပြီးရင်3ပိုင်ပိုင်2ပေးမယ်ပြီးရင်2ပိုင်ပေးမယ်ပေါ့နော်ဒါဆိုရင်ဘာဖြစ်သွားလဲတပတ်လည်သွားတာဖြစ်တဲ့အတွက် one cycle အနည်းနဲ့ပေးမှာဖြစ်တဲ့တန်ဖိုးကနော် one cycle အနည်းနဲ့ပေးမယ် တစ်ခေါက်ပြန်ပြောမယ်ဘယ်အစပေးမလဲ0ကစပေးမယ်0 degree ပြီးရင်ဘာပေးမလဲပိုင်ပိုင်ဒူးပေးမယ်ပိုင်ပိုင်ဒူးပြီးရင်ပိုင်ပေးမယ်ပိုင်ပေးပြီးရင်3ပိုင်ပိုင်ဒူးပေးမယ်ပြီးရင်ဘာပေးမလဲ2ပိုင်ပေးမယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီချေတော့1 circle အနေနဲ့တန်ဖိုးကိုပေးမှာပေးမှာဆိုတော့လိုက်တွက်ကြည့်အောင်ဆိုတော့ background အတွက်လဲဆိုရင် y equal to sin x အတွက်နော် sin x အတွက် point ပေးတဲ့အခါမှာ x, y ပေါ့ဒီ serial point ကနော် y behavior လေးอ่ะ x, y ဒါဆိုရင်ဒီဆက် x ကို0ပေးမယ်ဆိုရင် sin 0က0เนาะအဲ့ဆိုတော့0,0ပြီးရင် πx2 ပေးမယ် πx2 ပေးလိုက်လို့ရှင် sin πx2 ကဘယ်လောက်လဲခုနက unit circle သင်ခဲ့ပြီเนาะ1เนาะတခါ ပိုင်ပိုင်ဒူပြီးရင်ဘာပေးမလဲပိုင်ပေးမယ်ပိုင်ပေးမယ်ဆို sin ပိုင်ဆိုရင်ဘယ်လောက်လဲ0ဖြစ်တယ်ပြီးရင်3ပိုင်ပိုင်ဒူပေးပါမယ်ဆိုတော့ sin 3ပိုင်ပိုင်ဒူဆိုအောက်ဖက်ရောက်သွားတဲ့အတွက် minus 1ရတယ်တခါ3ပိုင်ပိုင်2ပြီးရင်ဘာပေးမလဲ2ပိုင်ပေးမယ်เนาะတချို့တော့2ပိုင်ဆိုဒီနေရာဒီမှာထည့်နေရเนาะ sin 2ပိုင်ဆိုရင်ဘယ်လောက်ရမှာလဲ sin 2ပိုင်ဆို0ရတယ်เนาะ ဇီရိုရတယ်ခုနယူနစ်ဆာကလေးကိုတေချာကြည့်မယ်နော်ဒါလေးကိုတေချာနားမလည်သေးဘူးဆိုရင်ဒီချက်ရဲ့ YouTube playlist ထဲမှာ grade 10ရဲ့ trigonometric ထဲမှာ unit circle လေးတင်ထားတဲ့အပိုင်းရှိတယ်ဗီဒီယိုကာဗာမှာကြည့်ပြီးသွားလေ့လာလို့ရပါတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုတီချာတို့ဆက်ကြည့်မယ်နော်ဆက်ကြည့်မယ်ဆိုတော့အခုတီချာဓာတ်ရေးပေးပြီးရင် graph ဆွဲဖို့အတွက်အဲ curve လေးဟာနည်းနည်းအဆင်ပြေပြေလှလှလေးဖြစ်ဖို့ဆိုရင်တီချာ minus ဘက်လေးကိုလည်းပေးမှဖြစ်တဲ့အတွက် เนาะတချို့တော့ဝမ်းစာကောအနေနဲ့ပေးတာဖြစ်တယ်ဆိုတော့အခုဒီဘက်ဝင်ရိုးအနေနဲ့ဆိုရင်တချို့တော့ x ဆိုရင်ဒီဘက်ကအပေါင်းပေးတယ်မလားဒီဘက်ဆိုအနှုတ်ပေးတယ်လေ sorry ဒီဘက်ဆိုအနှုတ်ပေးတယ်เนาะဆိုတော့အခုဒီကနေ0ကနေစပေးလိုက်တယ်ပြင်ပါပေးလဲ0ပြင်ပိုင်ပိုင်ဂျူးလာတယ်ပြင်ပါပါလာလဲပိုင်လာတယ်ပြင်ပါလာလဲ3ပိုင်ပိုင်ဂျူးလာတယ်ဒီလိုပြီးသွားမှာဒါဆိုရင်ဒီဘက်မှာဘာဖြစ်သွားမလဲသူရဲ့စန့်ကျင်ဘက်ဆိုတော့ minus ပိုင်ပိုင်ဂျူးရှိမယ် minus ပိုင်ရှိမယ် နော်ကဲအဲ့ဒါဆိုရင်အခုတီချာတို့ဒီမှာ minus ဘက်ကိုလည်းပေးချင်တာဖြစ်တဲ့အတွက်ဗာပေးမလဲဆိုတော့ minus ပိုင်းပိုင်းတူပေးမယ်ဒါဆိုရင်အခုနက unit circle ကိုကြည့်เนาะဒီလိုဆိုတာကဒီချေတော့အခုနက나이လက်တံပြောင်းပြန်ပတ်လိုက်တာเนาะအခုက나이လက်တံအတိုင်းပတ်မှာဖြစ်တဲ့အတွက်ပြောင်းပြန်ဆိုအောက်ဖက်လက် အောက်ဘက်လှည့်မှာဖြစ်တဲ့အတွက်ဒီဒီဟာ၄ဒီအောက်ဘက်လှည့် minus 90ဖြစ်မှာเนาะ minus 90ဖြစ်မှာအဲ့ဆိုတော့ minus pi by 2ပေါ့ minus pi by 2ဆိုရင်လည်းဘာပဲလဲ sin minus pi by 2ဆိုပါရမလဲ minus 1ရမှာဖြစ်တယ်เนาะအဲ့ဒါဆိုရင် sin minus pi by 2က minus 1ရမယ်ပြီးရင် minus pi ပြီးမယ် minus pi ဆိုရင်ဒီလိုဒီလိုတပတ်လည်မှာဖြစ်တယ်เนาะ နိုင်လက်တန်အတိုင်းလည်မှာဖြစ်တဲ့အတွက် sin minus pi ဆိုရင်လည်းပါရမလဲ minus 1အာ sorry sin ဆိုတော့ x axis ပေါ်မှာဆို0ပေါ့နော်ဆိုတော့ sin minus pi ကလည်း0ရမှာဖြစ်တယ်ကဲအဲ့ဒါလေးရပြီဆိုတချက်ပါလို့လို့ရပြီလဲဆိုတော့ graph ဆွဲလို့ရပြီအဲ့ဒီမှာ teacher က pi/2 လို့เนาะ ပိုင်တို့ကဘလောက်ရှိတယ်လဲတီးချင်ရင်မလုပ်ရမလဲပိုင်ပိုင်တူးလေးကိုကနန်းထည့်ပြီးရိုက်ကြည့်လိုက်စားကြည့်လိုက်ဒသမနဲ့ထွက်လာမှာဖြစ်တယ်ပေါ့နော်ပိုင်က3.142ဖြစ်တဲ့အတွက်ပိုင်ပိုင်တူးလေးဒီ1.5လောက်မှာမှန်ဆွဲမှာဖြစ်တယ်ပိုင်က3.142မို့လို့3.1လောက်မှာဆွဲမယ်အဲ့လိုပဲ3ပိုင်ပိုင်တူးလေးကိုလည်းတချို့ထည့်ကြည့်လိုက်ပေါ့နော်အဲ့တော့3ပိုင်ပိုင်တူးလေးကတချို့4.7လောက်မှာမှန်ဆွဲမှာဖြစ်တယ်နော်အော် 3ပိုင်ပိုင်2ဆိုရင်ဒီစရော4.7လောက်ရှိမှာပေါ့နော်2ပိုင်ဆိုရင်တော့6.2လောက်ရှိမယ် minus ပိုင်ပိုင်2ဆိုရင် -1.5 ရှိမှာပေါ့နော်ပိုင်ဆိုရင်3.1လောက်မှာနေရာချမယ်အဲ့ဒါဆိုရင်ဒီစရောဒီမှာဒီ x axis လေးဒီ1 circle အတိုင်းပေါ့နော် unit circle ရဲ့1 circle အတိုင်းနေရာချမယ်ဆိုတာလေးကိုသိရမှာဖြစ်တယ်ဒါဆိုရင်ဒီချက်ပုံမှန်နေရာချပါမယ်နော်ဆိုတော့ပထမတစ်ခုက1.5နော် ဆိုတော့ x က1.5 y က sorry 0.0မှာတပွင့်အရင်ချမယ်နော်ပြီးမှဒုတိယတပွင့်ဆိုတော့0.0မှာနေရာချမယ်ဆိုတော့ x လဲ0 y လဲ0ဆိုတော့ဒီချက်ကအနီနဲ့ချပေးမယ်နော်နေရာအဲ့တော့ x 0 y 0ဆိုတော့ဒီမှာမြင်ရအောင်လို့ဒီချက် y အဝိုင်းကြီးကြီးလေးချလိုက်တာနော်ကလေးတို့ကတော့အဆက်ချရင်ရပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဒီနေရာလေးဒီ0.0ဖြစ်မယ်နော်ဆိုတော့0.0တပွင့် ပြီးနောက်တစ်ပိုင်းကခုနက1.5ကောမာ1ဖြစ်မှာပေါ့နော် x က1.5 1.5ကောမာ1အဲ့တော့အဲ့ဒီ1.5ကောမာ1ကိုဒီချက်သူ့ရထားတဲ့အတိုင်းလေးပဲရေးမှာ radian နဲ့ရေးမှာမို့လို့ pi/2 ကောမာ1ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကဒသမကကိုကဘယ်လောက်မှရှိမလဲသိချင်လို့ဒသမနဲ့စဉ်းစားထားတာเนาะဆိုတော့ pi,0 ဆိုရင်3.1လောက်မှချမယ် ဆိုတော့3.1ဆိုတော့ဒီနားမှာရှိမှာเนาะ3.1,0ဆိုတော့ဒီနားမှာအဲ့ဆိုတော့အဲ့ဒါက0.0ပေါ့เนาะကဲနောက်တစ် point နောက်တစ် point ကကြတော့3.2ဆိုတော့4.7လောက်မှာချမယ် -1 ပေါ့เนาะ4.7ဆိုတော့ဒီလောက်မှာရှိမှာเนาะ 4.7, -1 ပေါ့နော်အောက်ဖက်သွားမယ် -1 ဒီမှာရှိဒါက3 by comma oh sorry 3 point by 2 comma minus 1เนาะအဲ့နောက်တစ်ခုက2.0ဆိုတော့6.2လောက်မှာချမယ်နော်6.2လောက်မှာချမယ်အဲ့0ဆိုတော့ x exists ပုံမှာပဲရှိမယ်ဒါက2.0ပေါ့နော် ကဲဟုတ်ပြီဒါဆိုရင်ဒီချေရတ်တောင်းတခုရပြီပေါ့ grab ဆက်လို့ရပြီအနှုတ်ဖက်လည်းဒီချေလေးကပေးထားတာဖြစ်တဲ့အတွက်အနှုတ်ကိုပါချမယ် minus pi pi 2 comma minus 1ဆိုတော့ minus 1.5လောက်မှာချเนาะ minus 1.5 comma 1 minus 1ပေါ့နော် minus 5 1.5 comma 1 so minus pi by 2 comma minus 1เนาะแกနောက်တစ် point က minus pi comma 0ဆိုတော့ minus 3.1မှရှိမယ် minus 3.1 comma 0ဆိုတော့ဒီမှာပဲရှိမှာပေါ့နော်ဆိုတော့ဒါလေးက minus pi comma 0เนาะကဲဟုတ်ပြီအဲ့ဒါဆိုတချို့ဒါလေးကိုမလုပ်မလဲဆက်ဆွဲမှာဖြစ်တယ်ဆိုတော့ graph လေးက အဲ့တော့ graph ကဒီလိုလေးထွက်မှာเนาะအဲ့ဒါဆိုရင်တီချာတို့ကဒါမြားတက်မယ်ပေါ့နော်မြားတက်မယ်ဒါဆိုရင်တီချာတို့ရဲ့ graph လေးကဒီလိုလေးရလာပြီဖြစ်တယ်အဲ့တော့ဒီမှာ2ပိုင်းပြီးရင်လည်းဆက်ပြီးလို့ရသေးတယ်เนาะ2ပိုင်းပြီးရင်ဘာတွေဆက်လာမလဲ2ပိုင်းကို60 60 60ပေါင်းသွားမှာလေအဲ့တော့2ပိုင်းပြီးရင်ပိုင်းပိုင်း2ပေါင်း2ပိုင်းနဲ့ပိုင်းပိုင်း2နဲ့ပေါင်းလိုက်ရင်5ပိုင်းပိုင်း do ဆိုပြီးနေရာဆက်ချလို့ရတယ်เนาะ5 by by do တခါနောက်ထပ် by by do ပေါင်းပြီးခြားသွားပြီးရင်3 by တို့4 by တို့ဆက်ချလို့ရတယ်လိုအပ်ရင်ပေါ့เนาะအဲ့တော့အခု teacher တို့ကတော့ဒီလောက်နဲ့ပဲထားမယ်အဲ့တော့ပုံမှန်ကကလေးတို့ဘာတွေပါရမလဲဆိုရင်ဒီမှာ x exists ပါရမယ် y exists ပါရမယ်ပေါ့เนาะဒါက sin graph ရသွားပြီဒါ y equal to sin x အတွက် graph ပေါ့နော်ဒါဆိုရင်အခုဒီမှာထည့်လိုက်တဲ့ point လေးတွေပေါ့နော် point လေးတွေကဘာလေးတွေလဲဆိုပထမအဓိကဒီ0,0ရဲ့ point,0 ရဲ့ two point,0 ရဲ့ကို x intercept x ဝင် u ဖြတ်မှတ်လို့ခေါ်တယ်ပြီးရင် pi pi 2.1လေးကို maximum point လို့ခေါ်တယ်။ပြီးရင်အောက်မှာရှိတဲ့3 pi pi 2.1လေးကို minimum point လို့ခေါ်တယ်နော်။ ဒီအပေါ်က maximum point နော် maximum point တခါဒီ x ဝင်ရိုးပေါ်မှာဖြတ်တာတွေကို x intercept လို့ခေါ်တယ်အဲ့ဒီအားလုံးပေါင်းလိုက်တဲ့၅ခုပေါ့နော် x intercept မှတ်၃ခုရဲ့ maximum ရဲ့ minimum ရဲ့ပေါင်းပြီးတော့မှအဲ့ဒီ၅ခုကို5 key point လို့ခေါ်တယ်နော်အဲ့တော့ပုံမှန်ဒီ5 key point လေးကပါရမှာဖြစ်တယ်ဆိုတော့5 key point အဓိကပေါ့ပုံလေးလှအောင်ဒီချေတို့ကတော့နောက်ထပ်တကွေးထပ်ပါအောင် minus ဘက်ကိုထည့်ပေးထားတာဖြစ်တယ် ကဲဟုတ်ပြီအဲ့တော့ဒီမှာရေးရမယ့်ဟာလေးတွေကိုတိကျပြောမယ်ပေါ့နော် sin graph အတွက်ဆိုရင်တိကျတို့ကဘာတွေလို့မလဲဆိုတော့ရေးရမယ့်ဟာလေးတွေက y equal to sin x အတွက်ဆိုရင် mid line mid line ဆိုတာကတိကျတို့ရဲ့ graph မှာအလဲဝင်ရိုးပေါ့နော်အလဲဝင်ရိုးဆိုတာအပေါ်ကို maximum တက်မယ် ပြီးရင်အောက်ကို minimum ဆင်းမဲ့ရဲ့အလေတက်တဲ့ပေါ့နော်အဲ့ဒီအလေတက်တဲ့ကို mid line လို့ခေါ်တယ်အလေအလေ line ပေါ့နော်အဲ့ဒီ mid line လေးကိုရချင်း y equal to k အဲ့တော့ transformation မှာဒီစရို k ဆိုတာလေးပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော် k ဆိုတာလေးပြောခဲ့ပြီးသားဖြစ်တယ်ဆိုရင် k တန်ဖိုးနေရာကိုကြည့်မယ်ပေါ့နော် k တန်ဖိုးနေရာ ကြည့်မယ်ပြီးရင် y equal to k k လေးဒီသူရဲ့ mid line ရှိမယ်ပေါ့အခု teacher တို့က y equal to sin x ဖြစ်တဲ့အတွက်နောက်မှ plus k ဆိုတာမပါသေးဘူးမပါသေးတဲ့အတွက် transformation မပါလို့ k မရှိဘူးเนาะ k မရှိတဲ့အတွက် k 0မဟုတ်လို့ပါလေ h က h ကိုကိုစားပြုတယ်လို့ပြောထားပြီး k က y ကိုကိုစားပြုတာဖြစ်တယ်เนาะဒါကြောင့် k တန်ဖိုး0ဆိုတော့ y0 ပေါ့ y0 ဆို x exists လေအဲ့ဒီ x exists လေးဟာသူ့ရဲ့ mid line ဖြစ်တယ်နော် mid line ဖြစ်တယ် y0 တန်ဖို့ပေါ့เนาะ y0 တန်ဖို့ဒါကြောင့်မလို့ဒီမူရင်းပုံမှာဆိုရင် teacher တို့ရဲ့ဒီ y x axis လေးဟာ mid line ဖြစ်တယ်ပေါ့เนาะเนาะ mid line y equal to 0ဖြစ်မယ်เนาะဒါလေးက transformation ဆိုရင်တော့ပြောင်းသွားမှာပေါ့ဒါကမူရင်း graph ပဲရှိသေးတယ်เนาะကဲဆက်ကြည့်မယ်ပြီးရင်ဘာပါရမလဲဆိုရင်5 key points เนาะ5 key points လေးကခုနကပြောလိုက်တဲ့ဟာ intercept မှာဖြစ်မယ် maximum ရယ် minimum ရယ်အဲ့ဒါတွေပါရမယ် ပြီးနံပါတ်3ရ period အဲ့တော့ period ဆိုတာကဘာကိုခေါ်တယ်လဲပေါ့နော် period ဆိုတာကဘာကိုခေါ်တယ်လဲဆိုရင်ဒီစရော period လို့ပြောလိုက်တယ်ဆိုရင် periodic function လေးကိုအရင်ပြောမယ်နော် periodic function ဆိုတာကဘာလဲဆိုရင်ပုံမှန်အကွာအဝေးတစ်ခုကိုရောက်သွားတာ ਨੇ တူညီတဲ့တန်ဖိုးလေးတွေထပ်ခါထပ်ခါဖြစ်နေတာနော် ချေလိုအကွာဝေးတစ်ခုကိုရောက်သွားတိုင်းမှာတူညီတဲ့တန်ဖိုးတွေထပ်ခါထပ်ခါဇက်တိုက်ဖြစ်နေတာကို periodic function လို့ခေါ်တာဖြစ်တယ်။ဒါဆိုရင်အခုဒီချေလိုဒါလေးကိုကြည့်လိုက်ရင် ဒီ0ကနေ2ပိုင်အထိကိုเนาะ0ကနေ2ပိုင်ပြီးရင်ဒီချက်ခုနဆက်ပြောမယ်5ပိုင်ပိုင်2တို့ပြီးရင်နောက်ထပ်ပိုင်ပိုင်2လေးတွေထပ်ပေါင်းသွားပြီးတော့မှဆက်ပေးသွားမယ်ဆိုရင်ဒီ2ပိုင်ကနေ နောက်ထပ်2ပိုင်ဆိုတော့4ပိုင်အထိပေါ့เนาะအဲ့ဒီ4ပိုင်အထိအတွင်းမှလည်းပဲ curve ကဒီအတိုင်းပဲထွက်မှာ နော် maximum ဟာ1မှာရှိပြီး minimum က -1 မှာရှိမယ်ထပ်ကြော်လို့ရှင်သူ့ရဲ့ line ဒီဒီအတိုင်းလေးပဲဆက်ထွက်လာမှာဖြစ်တယ်ပေါ့နော်ဒီ point က0ကနေ2 point အထိအတွင်းမှာရှိတဲ့အခုံးအခွက်အတိုင်းပဲတန်ဖိုးတူထွက်လာမှာနော်တန်ဖိုးတူထွက်လာမှာအဲ့ဒါကြောင့်မလို့သူကနောက်ထပ်2 point ကနေ4 point တခါ4 point ကနေ6 point နော်အဲ့လိုမျိုးလေးတွေမှလည်းတကြော တကြောရောက်တိုင်းမှာတပုံစံတဲ့လှိုင်းအလျားလေးထွက်လာမှာဖြစ်တယ်နော်အခုံအခွက်အတူတူပဲတန်ဖိုးတူတူပဲထွက်လာမှာဖြစ်တဲ့အတွက်ဒီ sin graph လေးဒီ periodic function လို့ခေါ်တဲ့ sin function နော်အဲ့တော့အဲ့ဒီ periodic function မှာ period ဆိုတာကဘာကိုခေါ်တယ်လဲဆိုရင် teacher တို့မှာ function တစ်ခုရှိမယ်ပေါ့နော် function က f of x လို့ပေးထားတယ်ခုန y ဆိုတာ f of x ပဲနော် y ဆိုတာ f of x ပဲအဲ့တော့အဲ့ဒီ f of x လေးဟာ F4H+B ဆိုတာမျိုးလေးဖြစ်မယ်ပေါ့နော်ကိန်းတလုံးပေါင်းမယ်အဲ့လိုပေါင်းလိုက်လို့ရှိရင်အားလုံးဟာတန်ဖိုးတူမှာသူကတန်ဖိုးတူတဲ့ထဲကမှဒီ P တန်ဖိုးလေးရဲ့အငယ်ဆုံးနော် P ရဲ့အငယ်ဆုံးတန်ဖိုးလေးကိုဒီချက်တော့ကဘာလို့ခေါ်တယ်လဲဆိုရင် period လို့ခေါ်တာဖြစ်တယ်နော်အငယ်ဆုံးတန်ဖိုးနော် P နေရာဒီအငယ်ဆုံးလေးကိုသူကဘာလို့ခေါ်မလဲ period လို့ခေါ်တယ် period ကို one period ပေါ့နော် one period ရှိတယ်လို့ခေါ်တယ်အဲ့ဒါဆိုရင်ဒီချက်နမူနာအနေနဲ့ပြောမယ်ဆိုရင် sin tan ပိုးလေးတွေကိုထည့်ပြမယ်နော်အဲ့ဆိုတော့ sin pin pin 2နော် sin pin pin 2ဆိုဘယ်လောက်လဲခုန unit circle ပြောခဲ့တယ် sin pin pin 2က1เนาะ1ရတယ်ပြီးရင် sin pin pin 2 plus 2 pin နော်ဆိုတော့ခြေရူ2 pin ပေါင်းလိုက်ရင်ဘယ်လောက်ရသွားလဲ pin 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 2ပေါ့เนาะ 5 by by 2ဆိုရင်လည်းပဲ1ရတယ်ကယ်ကူလေတာနှိပ်ကြည့်လို့ရရနော် sin 5 by by 2လေးကိုနှိပ်လိုက်လဲ1ရမယ်ပြီးရင်တခါတခြားတို့က sin pi by 2 4 pi ပေါ့နောက်ထပ်တစ်ခုထပ်ပေါင်းမယ်နော်ခုနပြောခဲ့ပြီလေတကြောတကြောတကြောတိုင်းပေါ်နေတာက periodic function ဖြစ်တယ်နော်2 pi တချိန်ရောက်တိုင်းနောက်ထပ်ဒူးပိုင်တချိန်ရောက်တိုင်းတချေရိုးရဲ့လှိုင်းအခုံးအခွက်လေးကဒီပုံစံအလေးပဲဆက်ဆက်ပြီးတော့တူညီစွာဖြစ်ပေါ်မှာเนาะအဲ့ဒါဆိုရင်အခုတချေကဒီမှာ4ပိုင်ပေါင်းမယ်ပေါ့4ပိုင်ပေါင်းဘယ်လောက်ဖြစ်သွားမလဲ9ပိုင်ပိုင်ဒူဖြစ်မယ်เนาะ9ပိုင်ပိုင်ဒူဆိုရင်လဲ sin 9ပိုင်ပိုင်ဒူကလဲ1ပဲတခါနောက်ထပ်ပေါင်းခြင်းလဲဆိုရင်ဒီချက်က sin ကိုအဲ့ဒီပိုင်ပိုင်ဒူလေးကိုထပ်ပြီးနောက်တစ်ချောဒူပိုင်ထပ်ပေါင်းပေါ့เนาะ4ပိုင်မှာဒူပိုင်ထပ်ပေါင်းတော့6ပိုင်ပေါ့ အဲ့ဒီ6ပိုင်းဆိုရင်ဘယ်လောက်ရတယ်လဲဆိုတော့13ပိုင်းပိုင်းဒူးရမယ်အဲ့ဒီမှာ sin 13ပိုင်းပိုင်းဒူးကိုနှိပ်လိုက်ရင်လည်း1ရတယ်အဲ့လိုလေးတွေချေလို့ဇက်ခါဇက်ခါ2ပိုင်း2ပိုင်းလေးတွေပေါင်းသွားအဖြေက1ထွက်တာချင်းတူတူပဲအားလုံးက1ပဲထွက်တယ်တူညီတဲ့တန်ဖိုးပဲထွက်တယ်အဲ့ဒီထဲကမှ နော်အငယ်ဆုံးပီတန်ဖို့ဆိုတော့ဒါက f for x ပေါ့နော်အဲ့တော့ f for x မှာဒီ 2π 4π 6π ဆိုတာက f for x plus b ပေါ့နော် f for x plus b တူညီတဲ့အဖြစ်အလုံးဟာ1ထွက်တယ်အဲ့ဒီထဲကမှ 2π ပေါင်းလဲ1 4π ပေါင်းလဲ1 6π ပေါင်းလဲ1ဆိုတော့တန်ဖိုးထဲကမှ p နေရာရဲ့အငယ်ဆုံးဒီဘလောက်လဲ 2π ဖြစ်တယ်အဲ့ဒီ 2π ကိုဒီချက်တော့1 period လို့ခေါ်တာဖြစ်တယ်နားလဲမနော်ဒါဆိုရင်ဒီချက်တော့ sin မှာ စိုင်းဂရပ်မှာဆိုရင်1 period ဒီပါလဲ2ပိုင်ဖြစ်တယ်ဒါကြောင့်မို့လို့0ကနေ2ပိုင်အထိဒီသူ့ရဲ့ period ဖြစ်တယ်နော် period ဒီဘလောက်လဲ2ပိုင်ဖြစ်မှာဒါ sin graph အတွက်เนาะပြီးရင်ဘာထည့်ရအောင်လဲဆိုတာလေးစက်ကြည့်မယ်เนาะအဲ့တော့စက်ကြည့်နံပါတ်3เนาะအဲ့တော့သူ့ရဲ့ formula ကျတော့ teacher တို့က period ဆိုရင်2ပိုင်ပိုင် b လို့ထည့်လိုက်တာအဲ့ဒါဆိုရင် teacher ရဲ့ transformation မှာရှိတယ် a sin y equal to a sin b into x minus h plus k မှာဒီ b ဆိုရင်ဒီနေရာလေးကိုကြည့်ရမှာเนาะ a ဆိုရင်ဒီနေရာလေးကိုကြည့်ရမှာ k ဆိုဒီနေရာလေးကိုကြည့်ရမှာအဲ့ဒါဆိုရင်အခု teacher ရဲ့ b က2ပိုင်းပိုင်း b ဆိုရင် sin 2x လို့ပေးလိုက်ရင်အဲ့ဒါဆို b tan 4 2ပေါ့ နော် sin 4x လို့ပြောလိုက်ရင် b tan 4ဖြစ်တယ်။ဒါကြောင့်မလို့ဒီမှာ b ထည့်လိုက်ရင်ဒီချက်တို့ရဲ့ period tan 4လေးရဲ့ transformation အပြောင်းကိုရမှာဖြစ်တယ်။အခု2 pi ဆိုတာဟာ transformation မဖြစ်သေးတဲ့ဟာပေါ့။နားလည်မလား။နော်ဆက်ကြည့်မယ်နော်နောက်ပုံစံတွေတွေ့ရင်လည်းသဘောပေါက်သွားလိမ့်မယ်နော်ဒါလေးကိုပဲရအောင်ကြည့်ထားပေးကဲဟုတ်ပြီနောက်တစ်ခုကဘာထည့်ရမလဲဆိုတော့ amplitude ထည့်ရမယ် amplitude ဆိုတာကဒီစရိုးလှိုင်းခုံဒီအခုံအခွက်ရဲ့အကွာအဝေးဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင် तू က ာလုပ်ပေးရလဲဆိုတော့ maximum တဲ့က minimum ကိုနှုတ်ပါ sorry เนาะ plus လို့ဖြစ်နေဘာလို့ ਆ မလဲဆိုတော့ maximum ထဲက minimum တန်ဖိုးကိုနှုတ်ပြီးနှစ်နဲ့စားလိုက် amplitude တန်ဖိုးကိုရမှာဖြစ်တယ်။ဆိုတော့အဲ့လိုကြည့်လို့လည်းရတယ်ပေါ့။နောက်တနည်းကဒီချက်တော့ဒါပုံစံမှာအခုံးအခွက်ကိုကြည့်ပြီးရင် maximum minimum ကိုကြည့်ပြီး graph ကိုကြည့်ပြီးတွက်လို့လည်းရတယ်လို့တမှတ်တန်အတွက်ဆိုရင်တန်းယူလို့ရတယ်ပေါ့နော်တမှတ်တန်ဆိုရင် equation ပေးလိုက်တာနဲ့ဒီချက်တို့ကတန်းယူလို့ရမယ် modulus of a ဒါဆိုရင်ဒီမှာ a နေရာလေးကိုကြည့်ရမှာပေါ့ဒီချက်တို့က3 sin bx ဘီနေရာမှာလည်းတခုခုထွက်လိုက်မယ်နော်3 3 sin x လို့ပေးလိုက်ရင်ဒီ3လေးဒီ a tan ဘူးဖြစ်တယ်ဒါဆိုရင်ဒီချက်တို့က mod a လို့ယူမှာဖြစ်တဲ့အတွက် modulus of 3ဒီသူ့ရဲ့ amplitude tan ဘူးဖြစ်မှာဖြစ်တယ် နော်အဲ့လိုတန်းယူလို့ရတယ်ပုံစံတွေအတွက်တစ်ချက် session ပြပေးသွားမှာဖြစ်တယ်နော် formula လေးပဲကြက်ထားရင်ရမယ်ဒါဆိုရင် graph ကိုကြည့်ပြီးတွက်မယ်ဆိုရင် maximum တဲက minimum ကိုနှုတ်ပြီးတူးနဲ့ပေါင်းလိုက်မယ်ဆိုရင်တူးနဲ့စားလိုက်မယ်ဆိုရင်တစ်ချက်ရဲ့ amplitude ရမှာဖြစ်တယ်လို့ modulus of a လို့ယူလိုက်ရင်လည်း amplitude တန်ဖိုးရမှာဖြစ်တယ်နော်အဲ့ဒါဆိုတစ်ချက်ဒီမှာကြည့်ရအောင်နော် ဆိုတော့ graph မှာကြည့်မယ် graph မှာ amplitude တန်ဖိုးလေးကအခုတွက်ထားတဲ့ဟာလေးနဲ့ပဲအရင်ပြောမယ်ဒါ transformation မဖြစ်သေးဘူးနော်မဖြစ်သေးတော့ teacher ရဲ့ဒီမှာတန်ဖိုးလေးကအပေါ်ကဘယ်လောက်လဲ1ပေါ့ maximum က y တန်ဖိုး1မှာရှိရနော်အောက်မှာကဘယ်လောက်ရှိရလဲ y တန်ဖိုး -1 မှာရှိတာနော် minimum က y တန်ဖိုး -1 ဒါဆိုရင်ဒီကြာအကွာအဝေးယူမှာလေအကွာအဝေးကိုနှစ်နဲ့စားရမှာနော် maximum နဲ့ minimum ရဲ့အကွာအဝေးကိုနှစ်နဲ့စားရမှာဖြစ်တဲ့အတွက် teacher က1တဲက ဘာလုပ်မလဲ -1 ကိုနှုတ်มาဖြစ်တယ်เนาะ1 -1 ပေါ့เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင် amplitude လိုချင်ရင်1 -1.2 ဖြစ်ဆို minus so minus ဆို plus ဆို2.2ဆိုဘယ်လောက်ရလဲ1ရတယ်အဲ့တော့ amplitude 1ဆိုတော့ mid line နဲ့ maximum တို့မဟုတ် minimum ရဲ့အကွာအဝေးဖြစ်တယ်နော်အဲ့ဆိုဒီမှာက mid line က x axis ဖြစ်တာဖြစ်တဲ့အတွက် teacher ရဲ့ data လေးဟာ သူရဲ့ amplitude ပေါ့နော် amplitude ကဒါလေး amplitude မဆန့်ဒီလိုလေးရေးလိုက်နော် amplitude က1အဲ့လိုဒီအပေါ်ယူလို့ရတယ်လို့အောက်က minimum နဲ့အကွာအဝေးပေါ့နော် mid line နဲ့ minimum နဲ့အကွာအဝေးဟာလည်းပဲ1ပဲနော်ဒါလည်း amplitude ပဲ နားလဲပြီလားကဲဟုတ်ပြီဒါဆို amplitude ရသွားပြီရရင်စက်ကြည့်ရအောင် amplitude ပြီးရင် domain ရေးမယ်ပေါ့နော် domain ရေးမယ်ဆိုတော့မနေ့ကတချက် notes မှာရှင်းပြခဲ့တယ်နော် function အကြောင်းနားလဲမှဒါလင်ဒါရီယာအခြေခံကြကြကြည့်တတ်မှာဖြစ်တယ် calculator တစ်ခုတည်းနှိပ်တက်ရုံနဲ့တော့အဲအဆင်အပြေဆုံးဖြစ်မှာမဟုတ်ဘူးပေါ့နော်ကယ်ကူလေတာကလည်းနှိပ်တက်ဖို့လိုတယ်အခြေခံကြက်ကြလည်းနားလည်ဖို့လိုပါတယ်နော်ကဲအဲ့ဒါဆိုရင်အခုတစ်ချက်က function ရဲ့ domain ပေါ့ domain ကြည့်မယ်ဆိုရင် domain ဆိုတာက x exists ပေါ်ကိုကြီးရမှာလို့ပြောတဲ့အတွက် x exists မှာတချို့နောက်ထပ်အခုနကပြောရလေ0ပြီးရင်ပိုင်ပိုင်2ပြီးရင်3ပိုင်ပိုင်2ပြီးရင်2ပိုင်ပိုင်2ပိုင်နေနဲ့နောက်ပိုင်ပိုင်ပိုင်2ပိုင်ပိုင်2လေးတွေဆက်ပေါင်းပေါင်းပေါင်းပြီးပေးသွားလို့ရတယ်ဈာမှာလည်း30 60 degree တွေဖြစ်တဲ့ပိုင်ပိုင်3တို့အဲပိုင်ပိုင်6တို့လည်းပေးလို့ရတယ်ဒါပေမဲ့တချို့ကဒါကအမှတ်အတိအကျထွက်လာမယ်ကနန်းပြည့်ပေါ့နော်ကိန်းပြည့်ထွက်မဲ့တံဖိုးလေးတွေကိုပေးသွားပြီးပုံဆွဲလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ 0ကနေဒီဂရီတွေဒီ30 60 40 45เนาะပြီးရင်20အကုန်ပေးလို့ရတယ် point ထောက်လို့ရတယ်ပေါ့เนาะ point ထောက်လို့ရတယ်အဲ့ဆိုတော့ဒီမှာမြားဒီနောက်မှနေဆက်ပြီးကျတော့ဆက်ပေးသွားလို့ရတယ်အစ္စတန်ဘိုတွေအားလုံးဒီဘက်ကိုလည်းဆက်ပေးသွားလို့ရတယ်ဒါဆိုရင်သူ့ရဲ့ point နေဒီဒီဘက်တွေရောဟိုဘက်တွေရောအားလုံးရှိတယ်ပြီးရင်0ကနေစတာဖြစ်တဲ့အတွက် real number အားလုံးဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့ domain ဒီ real number ဖြစ်လို့ r ဖြစ်တယ်เนาะပြီးရင် range ပေါ့ grace ကကြတော့ y exists ကိုကြည့်ရမှာเนาะဒါတော့ y exists ကိုကြည့်ရမှာဆိုရင် graph ရှိတဲ့နေရာကိုပဲကြည့်ရမှာဖြစ်တဲ့အတွက် y exists ရဲ့ maximum ဒီ y tempo 1မှာဆုံးပြီသူ့ရဲ့အပေါ်မှာမရှိတော့ဘူးเนาะအပေါ်မှာ graph မရှိတော့ဘူးအောက်ဆိုရင်လည်း -1 မှာ graph ကဆုံးသွားပြီဟိုအောက်မှာ graph မရှိတော့ဘူးဒါကြောင့်မလို့သူ့ရဲ့ range ဒီ ဘယ်နဲ့ဘယ်ကြားမှာပဲ graph ရှိမှာလဲ -1 နဲ့1ကြားထဲမှာပဲ graph ရှိမှာရှိတယ်ဒီမှာ၄ point ထောက်လို့ရတယ်ပေါ့ y တန်ဖိုးကဒီကြားမှာကနော်အဲ့ဒါဆိုရင်သူ့ရဲ့ range ဒီဘယ်နဲ့ဘယ်ကြားထဲမှာရှိမလဲ -1 နဲ့1ကြားထဲမှာရှိတယ် y တန်ဖိုးတွေဖြစ်တယ်လို့ပြောမှာမဟုတ်လို့ range ဒီတစ်ဆက်တော့ sorry တစ်ဆက်တော့ y နော် the zero y such that y ရဲ့တန်ဖိုးလေးဒီ -1 နဲ့1ကြားထဲမှာရှိမယ် နော် -1 နဲ့1ကြားထဲမှာရှိမယ် ပြီးရင်ဒီဟာကကြတော့ပုံကိုကြည့်ပြီးယူမှာပေါ့ range ကနော်ပုံကြည့်ပြီးယူမယ်အဲ့လိုမဟုတ်ဘူးဒီချက်တို့ကတမတ်တန်အတွက်စဉ်းစားမယ်ပေါ့နော်တမတ်တန်အတွက်ဆိုဒီလို equation လေး y ညီမြခြင်းလေး function လေးပေးပြီးဆိုတာနဲ့ ਨੇ range ကိုကြည့်ခြင်းနဲ့ဆိုဘယ်လိုကြည့်လို့ရမလဲဆိုရင် minus a plus k less than or equal y less than or equal a plus k လို့သုံးလို့ရတယ် k ဆိုတာကဒီမှာဒီချက်တို့ကိုပေးထားတဲ့ဟာလေးကိုကြည့်မယ် k ပိုင်းရင်လည်း k သုံးမယ်ပေါ့မပိုင်းရင် k နဲ့အမှ0ထည့်ပြီးသုံးမယ် a ဆိုရင်ဒီရှေ့ ာမြောက်ဖို့ကလေးကိုကြည့်မှာဖြစ်တယ်เนาะအဲ့ဒါပုံစံတွင်တစ်ချက်နမူနာပြောသွားပေးမှာဖြစ်တယ်ဒါဆိုရင် range လိုချင်ရင် graph နဲ့ကြည့်မယ်ဆိုရင်ဒီ sheet တစ်ခုရမယ်ပေါ့เนาะဒီ sheet တစ်ခုကို graph မှာတန်းကြည့်လိုက်လို့ရတယ်လို့တမှတ်တမ်းမှာတစ်ချက်တို့ကပုံမဆွဲတော့ဘူးဆိုရင်လည်း range ကိုတန်းရေးမယ်ဆိုရင် formula က the zero y such that minus a plus k less than or equal y less than or equal a plus k လို့သုံးလို့ရမယ်လို့တီးဖို့လိုတယ် ရမလားကဲဟုတ်ပြီဒါဆိုရင်အခုဒီချက်ဒါ sin graph အတွက်သိရမယ့်အချက်တွေအားလုံးကိုဒီချက်ထည့်ပြောသွားပြီးပြီဖြစ်တယ်ပုံစံနောက်ထပ် transformation လေးတွေ exercise တွေ့တဲ့အခါမှာပို့ပြီးနားလည်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီအခြေခံကပို့ပြီးအရေးကြီးတယ်ကြီးတဲ့နည်းလေးတွေဒီမှာအကုန်ထည့်ပြောပေးသွားတာဖြစ်တဲ့အတွက်ဒီ notes ကိုတစ်ခေါက်နားမလည်ရင်နှစ်ခေါက်သုံးခေါက်နားထောင်ပါနှစ်ခေါက်သုံးခေါက်နားထောင်ပြီးကြည့်သွားပြီးဆိုရင်နောက်ကဟာလေးတွေကိုဆက်ကြည့်သွားရင်ပို့ပြီးအဆင်ပြေသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ